တုံးမှမတရားဘူးဗျာနော်ဓမ္မတကက်ဗျပြီလုံးကျွတ်အထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပဖို့လုပ်နေကြတဲ့အချိန်နော်တရားမဝင်တဲ့ငါတို့ရဲ့ဘဝတွေတရားဝင်ဖြစ်အောင်လုပ်ပါမယ်ဆိုမှအခုတော့ဗျဖြစ်တယ်တန်အမတ်ကြီးဦးကျော်မောင်တို့ကတခါထပ်ပြီးတော့သူ့ကိုအတီးပြီးတယ်ဟာစိုးစားလာခဲ့တာငါတို့ဘဝဓမ္မ ပြည့်ကြချင်မှလည်းမင်္ဂလာပါဂျက်စုစင်ကနေပြလေကျွန်တော်လိုက်ပါတယ်ဒီကနေ့ဒီဇင်ဘာ6ရက်နေ့မှာတော့နေ့လေပိုက်တီနောက်ဆုံးရရှိတဲ့တဲ့တင်လေးတွေတင်ဆက်ပေးသွားရင်နောက်မှာကိုစီတင်ဆက်ပေးတဲ့တဲ့တင်လေးတွေလည်းတို့ကြည့်ရမှာဖြစ်ပါတယ်အပိထုံးဆန်တက်ဂျက်စနဲ့တူဆောင်နေလိုက်ပါကျွန်တော်တို့ဖိတ်ကြပါတယ်ကြော်ပြီးဆားလိုက်ကြပထမဆုံးတဲ့တဲ့ပုံနေနဲ့ရန်ကုန်မြို့ရှိဖင်လန်နိုင်ငံတိုင်ယုံကိုလာမဲ့နေ့တွင်အပီးပိတ်သိမ့်မယ်ဟုကြေညာပြီးနောက်မြန်မာနိုင်ငံဆိုင်ရာဒိမတ်နိုင်ငံတိုင်ယုံကလည်းလာမဲ့2016ခုနှစ်ကုန်တွင်တိုင်ယုံအပီးပိုင်ပိတ်သိမ့်တော့မယ်ဟုတရားဝန်ကြေညာလိုက်တယ်လို့သိရှိရပါတယ်အဲ့လို လို့ပဲဖြစ်မှာပါနော်ပြီးတော့နောက်မှာစလင်းမြုံနယ်ပင်မဲစရင်စစ်စည်းပြီးပြန်လာသည့်စစ်ကားနှစီကိုမိုက်ဆွဲတိုက်ခိုင်းမှုစစ်ဘူတအူမတာပေါ်သွားပြီးတုံးကိုအပြင်းထန်တရရရှိခဲ့တယ်လို့သိရှိရပါတယ်ကောင်းလိုက်တဲ့တင်းနောက်ပြီးတော့နောက်မှာဒီဘဲရင်တွင်မြန်မာနဲ့ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအတင်းတို့၏စီဂိန်းရှင်စီဂိန်းရှင်ပြန်ပွဲပြန်လည်ပြသမှုကြည့်ရှုနေသောလက်ဖက်ရည်ဆိုင်ကိုစစ်တပ်ကလီရင်ဖင်ဘုံကျချမှုပြီးသူဆက်ရှင်အိုထမနေ ဒီဇွန်ဘီ30ဦးထက်မနေ့တိုင်းရရရှိခဲ့လို့သိရှိရပါတယ်ပြောလိုက်လေမင်းတို့ကောင်ဒီအဲ့ဒီမှာအဲ့ဒီနေရာမှာ PDF ရှိတယ်လို့ထပ်ပြောင်းမှာမလားမင်းတို့ကောင်ဟမ်မင်းတို့ဘောမာတယ်ဟမ်နော်မင်းတို့ဘောမာတယ်ဘယ်ကောင်ကဒီနေရာမှာ PDF ရှိတယ်ဆိုပြီးမှဖင်ပိရင်းမှလည်းငင်းရတဲ့သူတွေ comment မှာလာခဲ့နော်ပြီးတော့နောက်မှာ GMB နဲ့ဖာဝင်ခရိုင်ဘော်ဆဲကိုစခန်းတို့စစ်ကိုလာချတဲ့ရဟန်းရင်ကို KNLA ပူပေါင်းတမ်းမြကတိုက်ခိုက်ခဲ့ရခက်တာ ပြူဟာမဒုတိယဘုံမကြီးအောင်မြတ်မှုအပါဝင်စင်္ဃာအိုးမတာပေါ်သွားကြောင်းတည်ရင်မြင့်နဲ့ CDM ဘူဂျီဇင်ဇောကပြောဆိုလိုက်တဲ့တည်ရင်လေးဖြစ်ပါတယ်။ကောင်းမှာကောင်းနော်။ကဲနော်။ညီလေးပိုက်ထီနောက်ဆုံးရရှိတဲ့တည်ရင်တွေကဒီလိုပါပဲ။ဟုတ်ပြီကျွန်တော်ဆက်လက်ပြန်မှာကိုစီတန်ဆက်ပြီးတော့တည်ရင်လေးဆက်ကြည့်လိုက်ကြအောင်နော်။ဒါလုံးဝမတရားဘူးဗျာ။နော်။ဓမ္မတကက်ဗာပြီလုံးကျုပ်အထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပဖို့လုပ်နေကြတဲ့အချိန်နော်။ တရားမဝင်တဲ့ငါတို့ရဲ့ဘဝတွေတရားဝင်ဖြစ်အောင်လုပ်ပါမယ်ဆိုမှအခုတော့ဘာဖြစ်တယ်တန်မတ်ကြီးဥကြုံမုံထုံးကတခါထပ်ပြီးတော့သူ့ကိုအတီးပြုတ်တယ်ဟာစူးစားလာခဲ့တဲ့မှာငါတို့အဘအတမအာနာစသိန်းတဲ့ကလူရဝင်မလားလို့ကုလသမဂ္ဂမှာတစ်နှစ်သွားပြီးတော့ခွေးကလေးလေးမေးတင်နော်ကျွန်တော်တို့လူကိုတိမှပြုပေးပါပြောလိုက်ကုလသမဂ္ဂကစောက်ဖက်မလုပ်ပဲနော်သူတို့ပြည်သူဘက်ကိုရက်တီတဲ့ဥကြုံမုံထုံးကိုရွေးချယ်လိုက်အခုလည်းတခါဥကြုံမုံထုံးဖြစ်ဖို့ဂျင်းနေတော့ပြီတဲ့ ဟာဒီကြားထဲမှာစိုးတာကဘာဣရုဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဒိန်းမတ်နဲ့ဖင်လန်ကအမ်ဖင်လန်နိုင်ငံမှာရှိတဲ့ကိုမောင်မောင်တို့ဘာလို့ကဒါလောက်လာလားမသိဘူးပြန်နော်မြန်မာပြည်မှာတန်ရုံပိတ်ပြီတဲ့ဟာဒါလူရမဝင်တာတသက်လူရမသွင်းတာစဉ်းစားကြည့်ဒီဘလောက်လူဘဝကလဲစဉ်းစားကြည့်သူတို့ကတန်ရုံပိတ်တယ်ဆိုတော့ဘာတယ်ငါတို့အဖမင်းအောင်နိုင်ကိုဘာစောက်ဖက်မလုပ်တာလား ဟုတ်လားဘယ်ဆောက်ဘက်လုံမလဲဟမ်လူရမမဝင်တဲ့ဟာကြီးကိုမအေလို့မင်းအောင်ပိုင်မှာဆိုမှဘယ်လိုလို့ဆောက်ဘက်လုံလို့ရမလဲဟုတ်တယ်မလားမအေလို့ဆောက်ဘက်တော့ဘာဖြစ်ကုန်မလဲအဲအဲ့ဒါပဲနော်ဘယ်တော့ပဲညံညာသိလားမလွဲတာလို့နိုင်ငံရေးအရာလက်ခံရင်တာလက်ခံမယ်နောက်ဆုံးအစ်စ်ကျွန်တော်ပြောတာဒီမအေလို့မင်းအောင်နိုင်ရဲ့ရုံမှမှုအားလုံးကိုကဘာကြီးကတိတယ်တနေ့တနေ့ပြည်သူကိုဘုံကျဲတက်ဖြတ်နေတယ်ဒီအတုရောင်ရွေးကောက်ပွဲကို တရားဝင်ဖြစ်ဖို့ဘာဖြစ်လဲမင်းကြီးမောင်မြကောင်မှာခေါင်းစဉ်လေးတင်ထားတွေ့ရကျွန်တော်နားမထောင်ကြည့်ပါဘူးနားထောင်တဲ့ဒီလူတွေစကားဟိုတုံးွက်တစ်ခွက်ချင်းဟမ်အော်ကြက်ကြက်ဖို့စကားလေးနဲ့စကျွင်းတဲ့အကြံလီးမမှန်ဆိုတဲ့လိုပဲနော်ကတော့ပါကြည့်နေတဲ့လူဘောက်ဆိုတော့တခါကျရင်ကျွန်တော်လည်းဟိုတတိလွတ်တယ်ဗျာအဲ့ဒါလေးတော့ခွင့်လို့ပေးပါကိုယ့်အကိုပြောရင်းပြောရင်းနဲ့တခါကျရင်ဖုန်းဗီဒီယိုကောတွေမက်ဆေ့ချာတွေခေါ်လာတယ်အတားရေးကိုစီရေးအတားတရင်းတွေကြည့်နေကြပါတယ်နော်ဆိုပြီးတွင်းကနော်ဦးတော်တော်ကိုကိုမမတွေအဲပြပအမေရိကန်လိုဟာမျိုးမနေရတဲ့တယောက် ။နော်ကြည့်တယ်တဲ့ကျွန်တော်တို့အမြဲအားပေးပါတယ်တဲ့။နော်အဲ့ဒီကိုကဒေါ်လာ3000လှူတယ်။နော်အဲ့ဒီအကိုဆိုရင်သူကမြန်မာပြည်ဘွားတရုတ်နွယ်တာ။ဒါပေမဲ့ကိုယ့်အကိုဗမာလိုပဲနာမည်ခံတယ်တဲ့။ဘာလူမျိုးလဲဗမာလိုပဲနာမည်ခံတယ်။ကိုယ့်နိုင်ငံကိုပဲချစ်တယ်။ကိုယ့်နိုင်ငံမှာနေခြင်းနဲ့ဒါပေမဲ့လို့ကျွန်တော်တို့တရုတ်တွေဆိုရင်နိုင်ငံရေးနဲ့ပတ်သက်လို့အရန်ကြောက်တယ်တဲ့။နော်နေဝင်းတစ်ဆက်ကတတ်သွားလို့ပေါ့။အဲ့တော့ ဟိုတခါကြာလို့ရှိရင်အဲ့ဒါလေးတော့ကျွန်တော်ခွင့်လွှတ်ကြပါစိတ်ပါဝိုင်းရင်ကျွန်တော်ဒေါ်လာတခါကြရင်ဒေါ်လာထွက်တယ်ပြကျွန်တော်အခုတော်လိုင်းစကားစားကျွန်တော်တိတ်မစဲဘူးအခုနောက်ပိုင်းလေတခါကြရင်ဒီဂျင်းထဲမှာခန်းတာတွေကဟိုမြိုင်းစဲမိတယ်အဲ့ဒီအတွက်ရိုင်းနာရှိရင်ကျွန်တော်ဝနာမိတောင်းပန်ပါတယ်လို့နော်အဲ့တော့အခုတမမင်းအောင်လှိုင်ကလူရဝင်လားမဝင်လားဆိုတာကိုပြောပြပါမယ်အဲ့ဒါပါလေနိုင်ငံတစ်ခုမှာလူရဝင်ဖို့အတွက်နံပါတ်1ပြည်တွင်းထောက်ခံမှုပြည်ပထောက်ခံမှုလိုပါတယ် လက်ရှိမင်းအောင်လှိုင်ရ2021အာနာတင်းသေးကနေဒီနေ့ချိန်ထိသူဟာအာနာကိုအရယူဖို့ကြိုးစားတယ်သူ့ကိုလူတွေအတိအမှတ်ပြုဖို့ကြိုးစားတယ်အဲ့ဒါလို့ကြိုးစားတဲ့နေရာမှာရင်ကျင်းတိမ်မွေးတဲ့နီးလန်းတဲ့ကြိုးစားတာပုံပဲနဲ့ပြည်တွင်းမှာပြည်သူကိုတတ်ဖြတ်ပြီးတော့လုပ်ပြတယ်အကြောက်တရားတွေနဲ့ခြောက်ချောင်းအောင်ပြည်သူကိုလုံနိုင်ပေမဲ့ပြည်သူလက်ထဲမှာတနတ်ရှိတဲ့ဒေသတွေမှာတော့သူတို့ဘာမှမလုပ်နိုင်ဘူးအဲ့တော့ပြည်ပနိုင်ငံတကာကိုကြည့်လိုက်မယ်ဆိုရင် ဥရောပတမကဣရုအပါဝင်အမေရိကန်တို့เนาะဒီအင်္ဂလန်တို့စတဲ့နိုင်ငံအားလုံးဟာမင်းအောင်နိုင်ကိုလုံးဝအတိမတ်မပြုလက်မခံပါဘူးအဲ့ဒီအတွက်လဲအတိမတ်ပြုဖို့အတွက်လော်ဘီကုမ္ပဏီတွေငှားတယ်လော်ဘီကုမ္ပဏီငှားတယ်ဆိုတာကျော်အစိုးရတို့ကျော်မျိုးမင်းတို့လိုမျိုးငှားချက်ပေးတထောင်ပေးမြေခွက်လေးတစ်ခွက်ပေးလို့မရဘူးเนาะအဟမ်းပြည်တွင်းနဲ့အဲ့ဒီကျော်အစိုးရတို့ကျော်မျိုးမင်းတို့ဆိုတော့ဒါလော်ဘီအစ်စင်မဟုတ်ရိုးကိုက်အစ်စင်ပဲရှိတယ်ဒီကောင်တွေမှာလော်ဘီဆိုတော့အရင်ချင်းတော့မရှိဘူး ဒါပေမဲ့အဲ့ဒီကောင်ကြီးကျတော့မြေခွက်လေးတစ်ခွက်ပေးလိုက်ကြီနူးနေတယ်။အမ်အဲ့လိုမျိုးဟိုအအယိုးလို့တော့ပြောလို့မရဘူးဗျာ။အဲ့လောက်လေးပေးလိုက်တော့ကြီနူးတယ်။ဒါပေမဲ့နိုင်ငံခြားလော်ဘီကုမ္ပဏီငှားတယ်ဆိုတာကအဲ့လောက်အဆင်နဲ့မရဘူး။ဒေါ်လာကိုတန်းနဲ့ချီပေးရတာပါ။အဲ့ဒီအတွက်ဒီဒေါ်လာတန်းနဲ့ချီတဲ့ငွေတီးကျူကျူလဖာလိုက်ခံပြီးတော့စုထားတဲ့ငွေလား။မဟုတ်ဘူး။တိုင်းပြည်ရဲ့ဗန်နံငွေဒီတိုင်းပြည်အာဏာရဖို့အတွက်တိုင်းပြည်ရဲ့ဗန်နံငွေကိုလော်ဘီကုမ္ပဏီငှားတယ်။အမေရိကန်အတိမတ်ပြုလက်ခံတာ။ ဲ့တော့ဒါတို့လည်းတို့နီးတို့ဟန်လုပ်နေကြပဲဒါပေမဲ့ကဘာကြီးကလည်းတို့လက်ခံတာလက်မခံဘူးအာဆီယံလက်ခံတာလက်မခံဘူးဒါအခုလက်ရှိစစ်ခေါင်းဆောင်အဆက်ဆက်ကိုအားပေးလာတဲ့အထဲမှာအာဆီယံပြီးတရုတ်ရုရှားပေါ့ဟုတ်တော့ဒီနေ့ခေတ်နဲ့မင်းအောင်နိုင်ကိုကျောင်းနိုင်ငံပြုထားတဲ့မှာတရုတ်နဲ့ရုရှားပါတယ်ဒါအာဆီယံတော့အခြေအနေကြည့်နေတယ်အဲနိုင်မင်းကိုလောင်းမဲ့ပုံစံမျိုးပေါ့အဲ့တော့တရုတ်နဲ့ရုရှားကမင်းအောင်နိုင်ကိုထောက်ခံထားတယ်ဆိုပေမဲ့မင်းအောင်နိုင်ကိုတရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့တည်မြဲအစိုးရပါအာဏာပိုင်ခေါင်းဆောင်ပါအစိုးရခေါင်းဆောင်ပါလို့တတ်မှတ်တာလားစစ်တပ်တစ်ခုရဲ့စစ်ခေါင်းဆောင်အဖြစ်နေမှာတတ်မှတ်တာနော်အဲ့ဒါလေးကိုပေါ်မှနေကျွန်တော်ခဏခဏမေးပါတယ်ဘယ်သူမှမပြောရဲဘူးတရုတ်နိုင်ငံကမင်းအောင်နိုင်ကိုနိုင်ငံတရားဝင်အစိုးရအဖြစ်အတိမတ်ပြုတ်ပေးလားပြုတ်ပေးတာရှိလားမရှိဘူးနော်ထောက်ခံပေမဲ့အစိုးရလိုအတိမတ်မပြုတ်ပေးဘူးဒါဆိုရုရှားနိုင်ငံရောရုရှားကိုမင်းအောင်နိုင်က တရားဝင်မြန်မာနိုင်ငံရဲ့မင်းအောင်နိုင်ခေါင်းဆောင်နဲ့အခုဆိုရင်အဲဟိုနေ့ဗါရနတ်ဆာကပြောင်းနေတာဗါသူတို့ပြောင်းနေတာဗာမာအဲအဲ့ဒါနော်ဆကမာဆကမာကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရပါလို့အတိမတ်ပြုတ်ပေးတာပြုတ်ပေးပါဘူးဟုတ်တယ်မလားအဲ့တော့မင်းအောင်နိုင်ရဲ့ဘဝကဘယ်ဘဝလဲတရားမဝင်កောင်းကြီးဘဝဖြစ်နေတာဟမ်ဟမ်ဒီကောင်ဘလက်ဝတ်တောက်ကြီးဟမ်ဝတ်တောက်ကြီးအဲ့ဒီငမဲလုံးလို့ပါတော့အဲ့ဒါဝတ်တောက်တယ် အဲစောက်ရှက်ဝစ်တောက်ဆိုတော့အဲ့ဒါကိုပြောတာငမဲလုံးဆိုပါတယ်အော်တိုစောက်ရှက်ဝစ်တောက်အရှိကအော်တိုပါလေးတယ်ဘာလာလာစောက်ရှက်ကိုမရှိတာအဲ့တော့အော်တိုစောက်ရှက်ဝစ်တောက်ငမဲလုံးဟာတီတီအက်ကမဟာလို့ဘာအက်ကတပါအမလို့နော်အော်တိုစောက်ရှက်ဝစ်တောက်ငမဲလုံးတိလားအရှက်ကိုမရှိတာအာနာရဖို့အတွက်အာနာယူဖို့အတွက်တိုင်းပြည်ကဘာချပေးရမလဲတိုင်းပြည်ကိုဘယ်လိုချနေရမလဲဒီကောင်ကောင်တော့မျက်ရှိတယ်အဲ့တော့အခုကုလသမဂ္ဂမှာလည်းဒီလိုပဲဒီကောင်တွေလူရဝင်ဖို့အတွက်သူတို့ရဲ့ကိုယ်စားလှယ်ကိုဥကြမိုးထွန်းထိုင်ကုန်ကိုလူဖို့အတွက်နှစ်တိုင်းစူးစမ်းပါတယ် နီလန်ပေါင်းစုံနဲ့ကြိုးစားတယ်။ဒါပေမဲ့ကုလတမကကဒီနေ့ချိန်ထိကျွန်တော်ပြည်သူကိုကိုစားပြုတ်တဲ့တာမကြီးဥကြောမိုးထွန်းကိုပဲလက်ခံတာဖြစ်တဲ့အတွက်ဒါဟာအင်မတန်ကျေးဇူးတင်ဖို့ကောင်းပါတယ်။ဘာဖြစ်လို့လဲပြည်သူရဲ့အတန်ကိုလောက်လုတ်ပေးသည်မလုတ်ပေးသည်ခဏထားလိုက်နိုင်ငံတကာကူညီသည်မကူညီသည်ခဏထားလိုက်လောလောဆယ်တော့ပြည်သူအတန်ကိုကဘာကကြားအောင်ကုလတမကဆင်မြင့်ပေါ်မှာပြည်သူကိုယ်စားလှယ်ဥကြောမိုးထွန်းပြောခွင့်ရှိတယ်။ဒါဟာကျွန်တော်တို့ရဲ့အောင်နိုင်မှုပဲ။ နော်အဲ့ဒါအဲ့တော့ကျွန်တော်တို့ညီညွတ်ဆိုတာစီးလုံးဆိုတာ ਨੇ ဝိုင်းလုံးကြမယ်ဆိုတာဒါကိုပြောတာတချို့တလေကမင်းတို့က IUG အောက်ဆွဲလို့ကျွန်တော် IUG လည်းအောက်မဆွဲပါဘူးနော်ဘဒုအောက်ကိုမဆွဲเสียအကြောင်းမရှိဘူးဒါပေမဲ့ဒီအစိုးဒီတော်လန်ရေးကာလမှာကျွန်တော်တို့ကတစ်ဖက်ကအစိုးရပုံစံနဲ့တွားနေတာဖြစ်တဲ့တရားဝင်မုံဝင်တဲ့ကောင်တွေကသူတို့သူတို့အစိုးရပါလို့ကြီးညာပြီးတော့အစိုးရပုံစံနဲ့တရားဝင်မှုရအောင်လုပ်ဖို့လုပ်နေတဲ့ကာလမှာကျွန်တော်တို့ကမင်းရဲ့ရက်ခိုင်မင်းရဲ့ဘာမှမင်းရဲ့မုံမင်းရဲ့ကရင်မင်းရဲ့ချင်းစသဖြင့်ခွဲခြားပြီးတော့ နေလို့မရပါဘူးကျွန်တော်တို့ဘက်မှာလည်းငါတို့လည်းညီညီညာညာအားလုံးညီညွတ်တယ်ငါတို့မှာလည်းအစိုးရရှိပါတယ်ဒါငါတို့ရဲ့အစိုးရပါငါတို့ဒီအစိုးရကနေဥဆောင်ပြီးတော့ဒီမိုကရေစီဖော်ဆောင်မှာပါငါတို့အင်အားစုတွေဒီလိုညီညီညာညာရှိပါတယ်ဆိုတာကိုလည်းကဘာကိုပြဖို့လိုအပ်တယ်အဲ့တော့အဲ့ဒီနေရာမှာအဲ့ပြမဲ့အစိုးရနေရာမှာ NUG မှပြောတာမဟုတ်ဘူးလောလောဆယ်လူလူထောက်ခံမှုအကောင်းဆုံးအစိုးရကြီးပဲဖွဲ့တယ်ကရင်မှာလည်းအစိုးရရှိတာပဲကရင်အစိုးရရှိတယ်ရခိုင်မှာလည်းအစိုးရရှိတာပဲချင်းမှာရောမရှိဘူးရှိတယ် ဲ့တော့အစိုးရတွေလူမျိုးစုတိုင်းမှာရှိကြတယ်ဒါပေမဲ့အဲ့ဒီအစိုးရတွေအယူကြီးလဲအစိုးရတည်းရပေါ့ဟုတ်တယ်မအတူတူပဲအားလုံးကတော်လိုင်းအစိုးရတွေပဲကျွန်တော်တို့ကဒါပေမဲ့တော်လိုင်းအစိုးရတွေမှာဘယ်သူကထောက်ခံမှုအားအကောင်းဆုံးလဲနိုင်ငံတကာနဲ့ဆက်ဆံမှုအားအကောင်းဆုံးကျွန်တော်ကြည့်ရတယ်အဲ့ဒီအားအကောင်းဆုံးကျွန်တော်ဒီကာလမှာရွေးချယ်ပြီးအရှိတ်ကားရမယ်အဲ့ဒီအစိုးရဒီကာလပဲသူ့မှာလုပ်ခွင့်ရှိတယ်နော်တော်လိုင်းအောင်မြင်ဝါနာနဲ့သူနဲ့နေနဲ့မဆိုင်တော့ဘူးကွာအဲ့ဒီပုံစံမျိုးအဲ့တော့ဒါကိုကျွန်တော်တို့ကတဘောပေါက်ဖို့လိုတယ် မတိအယုန်ကြီးကဗမာပိုင်နဲ့အစိုးရတတက်လုံးမဲ့အယုန်ကြီးကအစိုးရတက်လုံးမဲ့မရဘူးအဲ့လိုလုံးနေဗမာတွေလည်းမခံဘူးမယုံကြည်လိုက်အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံအလွန်ကာလမှာဘယ်သူမှဘယ်သူပေါ်လူဘာဝတဲ့အရာကိုပြည်သူကလက်မခံကျင်တော့တာငါဗမာဖြစ်နေလို့ငါရခိုင်ဖြစ်နေလို့ငါမွန်ဖြစ်နေလို့ငါတို့ပဲတာစီဆိုလို့လောက်ရမျိုးကိုဘယ်သူမှလက်ခံမှာမဟုတ်ဘူးဘယ်သူမှမသားပဲညီညွတ်ညွတ်နဲ့တန်းတို့ညီမျှနဲ့အခွင့်အရေးတွေရဖို့အတွက်ကျွန်တော်ရှစ်ဆက်ကအဲ့တော့ ကျွန်တော်တို့ဒီတော်လန်ရင်ကာလကိုမစိုးရင်နဲ့ခမားတို့စိုးရင်ရမှာဒီတော်လန်ရင်ကာလမှာကြိုက်တဲ့အစိုးရတို့အဲ့အစိုးရအလုံးလုံးပြီးတော့သူကအပင်မခံမှာအဲ့တော်လန်ရင်အလွန်ကာလမှာကျွန်တော်တို့ဘာဖွဲ့စည်းမှုအခြေခံဥပဒေလိုပြီးနေဖက်ဒရယ်ယူနစ်တွေလာပြီဟုတ်လားပြီးနေပြီးနေအစိုးရဗဟိုအစိုးရပြီးနေအစိုးရနဲ့တကယ်ဒီမိုကရေစီအစ်စ်ဆိုရင်တော့ဒါဗဟိုဆိုတဲ့ဟာမျိုးကမရှိတော့ဘူးဒါပေမဲ့လို့ကျွန်တော်တို့ထိန်းကြောင်းမှုနဲ့နိုင်ငံပြိုကွဲမှာဆိုတဲ့ဗဟိုအစိုးရဆိုတော့ပုံပေါ်ပြီးတော့အမေရိကန်အပါအဝင်ဒီမိုကရေစီတိုင်းပြည်တွေမှာဒါ ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့ဟို train နေတဲ့တဘောပေါ့အဲ့တော့အဲ့ဒီကာလအရေးကြီးတယ်အဲ့ဒီကာလအရေးကြီးတယ်ဆိုတာဒီဘဟုဆိုရနဲ့ပြည်နယ်ဆိုရဘလို့အာဏာတွေခွဲပြီးအုပ်ချုပ်ပြီးတော့ဘလို့လှုပ်ထားမလဲအဲ့ဒီကာလအတွက်အဲ့ဒီခြေကဥပဒေတွေပြဋ္ဌာန်းဖို့ဟာဝတာခင်ဗျားတို့အံ့ဩဆိုင်အဲ့ဒါအရေးကြီးဆိုအဲ့ဒါတသက်လုံးသွားမှာအခုလက်ရှိတော်လိုင်းရင်ကာလမှာကြိုက်တဲ့ကောင်တက်လာပါစေဘယ်အစိုးရပဲတက်တက်ကျွန်တော်ကဝိုင်းထောက်ခံပေးရမှာအဲ့ဒီအစိုးရတသက်လုံးသွားမှာမဟုတ်ဘူးတသက်လုံးသွားမှာဒီဒီတော်လိုင်းအလွန်မှာ တက်လာမဲ့အခြေခံဥပဒေအဲ့ဒီအခြေခံဥပဒေဒီတကယ်စစ်မှန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့လိုတယ်အဲ့ဒါအရေးကြီးဆုံးပဲအဲ့ဒါကိုအာယုံဆိုင်ကမှကျွန်တော်နိုင်ငံသားတွေကအခုတော့လို့မဟုတ်ဘူးအာမင်းတို့အန်ယူဂျီကမင်းတို့ဗမာနေတဲ့ကိုစားပြူတာငါတို့တိုင်းသားမဆိုင်အပတွေးလိုက်ခွဲဆိုအဲ့လိုတွေးလိုက်ခွဲလို့ဘာဖြစ်သွားမလဲဘာမဖြစ်ဘူးအန်ယူဂျီပြိုကျမှနဲ့အားလုံးပြိုမှာပဲအဲ့တော့နိုင်ငံတကာရှင်းတယ်မင်းတို့မှအစိုးရတော်မရှိတာမင်းတို့အတိမတ်ပြိုမှာမင်းအောင်တာကောက်ပြီးအတိမတ်ပြိုလိုက်ရုံပဲ ဒီသဘောတရားကိုတီးဖို့အတွက်လိုအပ်တယ်လူမျိုးစွဲတွေပုံကိုစွဲတွေဘာသာစွဲတွေကျွန်တော်တို့စွဲနေမယ်ဆိုရင်ဟိတ်တော်နိုင်ဘလို့မနိုင်ဘူးဒါကြောင့်မို့လို့စီးလုံးရမယ်ညီညွတ်ကြမယ်ဟိတ်လက်ခေါင်းထွက်အောင်အောနေကြတာအလကားမဟုတ်ဘူးနော်ဒါတွေကိုတော်လှန်ရေးဘက်ကလူတွေဆိုတဲ့အဟောင်းတီးဖို့လိုတယ်နောက်တစ်ခုရှိတာကနော်အလက်ရှိ IMG မင်းတို့ IMG ကဘာဖြစ်နေညာဖြစ်တယ်မင်းရောဘယ်ရဆိုတော်လှန်ရေးဘက်ကအဲ့တော့တော်လှန်ရေးဘက်ကကာဘာဖြစ်တဲ့အစိုးရကိုကိုအစိုးရကိုကိုကိုတိုင်ရဆာမကြည်ညိုမလေးစားပဲနဲ့သူများတော့သွားလေးစားခိုင်းလို့မရဘူး ကိုကတော့ငါနဲ့ထိုင်တော့နေဟဲ့လေမင်းတို့ဥဥကုန်းချလိုက်ဆိုတာဒိတ်မရှိလားဟမ်အဲကိုကတော့အယူကထိုင်ပြီးတော့ငါဟဲ့လူကထိုင်တော့နေတယ်ပြီးတော့ကိုငါနဲ့တောက်တဲ့အရာကိုအနောက်ကကောင်တွေကိုဟဲ့လေမင်းတို့ဥကုန်းချလိုက်ဆိုတာအနောက်ကောင်တွေဥကုန်းချမလားအေးအဲ့ဒါပဲအဲ့တော့ NUG NUG တော်လိုင်းကလာ NUG ကိုမကြိုက်ဘူးလားမကြိုက်ဘဲဘဲဝင်ကြီးဌာနကာကွယ်ဝင်ကြီးဌာနအာကာကွယ်ဝင်ကြီးဌာနဥယျာဉ်မောကပြော့တယ်ဗျာတို့ဥယျာဉ်မောထဲအားကောင်းတဲ့စစ်ကိုစစ်နဲ့နိုင်အောင်တိုက်မဲ့ပုံကုန်မျိုးဘဒုဘဒုထွန်းမြတ်နိုင်တယ်ဘဒုကွမ်းမော်လားစသဖြင့် တို့ပုံပုံမျိုးလဲပေးပါအပြုတ်ဘောဆောင်ပြီးကျွန်တော်တို့ဝေဖန်တယ်ဆိုတော့အဲ့လိုမျိုးပဲဖြစ်တယ်အဲ့လိုမျိုးမှတာလင်ဒါကျွန်တော်တို့ကအပြုတ်ဘောဆောင်ပြီးတော့ဝေဖန်တာရောက်တာအဲ့လိုမဟုတ်ဘဲနဲ့အာ UNG ဆိုတိန်ကျုံမျိုး UNG ကဘုဒ္ဓပြောတာ UNG ကဘုဒ္ဓကိုစားပြုလာတယ်ဒေါက်တာဆဆလာနော်ဥဒေါက်တာဆလည်းအခြားလုပ်ငန်းတစ်ခုလုပ်နေတယ်ဒါဆိုပါဥယျမွန်လာဟမ်ဘုဒ္ဓကိုစားပြုလာတယ် UNG ရအစိုးရကြီးလေးအဲ့တော့ကိုမကြိုက်ဘူးဆိုရင်ဘာတူလဲလူ့ခွင့်ရေးဝင်အခုဟိုပြောင်းပြီးတကောင်ပြောနေတယ်အာ IMG က လူ့ကိုယ်ဒုဝင်ကြီးသူဗန်လောက်တယ်ကြည်လေတော့တဦးချင်းတဦးချင်းဆိုဘိုင်နေတယ်ကျွန်တော်တို့ကဝေဖန်သွားလို့ရတယ်ဒါပေမဲ့ဒီနေရာမှာပြိုလဲအောင်လို့တိုက်ခိုက်ဖို့တော့မရဘူးအဲ့ဒီတဘောကိုတိဖို့လိုတယ်เนาะအခုဒီမှာတမ်မကြီးဥကြောမိုးထွန်းပဲကုလတမကမှာကိုစလေအဖြစ်ဆက်လက်ရက်တည်နိုင်မဲ့တည်င်းကို previous stream မှာတင်တာကျွန်တော်ဖတ်ပြပါမယ်เนาะကုလတမကဆိုင်ကုလတမကကိုစလေ CCA comedy credential credential comedy ဟာမြန်မာနိုင်ငံ ကိုစားပြုတ်ွင့်နဲ့ပတ်သက်လို့လက်ရှိအတိုင်းဆက်ထားဖို့80ကြိမ်မြောက်ထွေထွေညီလာခံကိုအစီရင်ခံစာတင်သွင်းလိုက်တယ်လို့သိရပါတယ်။ကုလသမဂ္ဂဌာနချုပ်မှမြန်မာနိုင်ငံကိုစားပြုတ်ွင့်အတွက်လက်ရှိတာမကြီးဦးကျော်မိုးထွန်းနဲ့အာနာတိန်စစ်ကောင်စီရဲ့တန်မတ်တို့အပြိုင်တင်သွင်းခဲ့ကြပြီး Credential Committee ကအပြိုင်တင်သွင်းလာမှုကိုဘလို့မှမဆုံးဖြတ်သေးပဲရွှေဆိုင်ဖို့နဲ့လက်ရှိအတိုင်းဆက်ထားဖို့ကော်မတီအတွင်းမဲပွဲခြင်းမရှိပဲဆုံးဖြတ်ခဲ့တယ်လို့စီရင်ခံမှာဖော်ပြပါတယ်။ အဓိပ္ပာယ်ကတော့လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်ထားရှိဖို့ကော်မတီကအစီရင်ခံခဲ့ပြီးအဲ့ဒီအစီရင်ခံစာကိုထွေထွေညီလာခံမှာအတည်ပြုမယ်လို့နယူးယောက်မြို့မှာရှိတဲ့မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးတဲ့နီးစပ်သူသတင်းမြစ်က People's Spring ကိုပြောပါတယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကလည်း Credential Comedy ရဲ့အစီရင်ခံစာဒီကနေ့ထွက်လာပြီးအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးကနေအတည်ပြုဖို့အဆင့်ကျန်ရှိတယ်လို့ People's Spring ကိုပြောပါတယ် မနေ့ကဆုံးဖြတ်ချက်နဲ့အတူတူပါပဲခမညာလို့တန်မတ်ကြီးကစပြောပါလေတန်မတ်ကြီးကဆက်ရှိဖို့ကတေချာတဲ့လောက်ပါပဲညီလာခံမာတီပြုဖို့အဆင်မဲ့ကြံမယ်လို့သတင်းချင်းကဆိုပါလေအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုပြီးရှိလူဦးနေပုံလက်က Credential Company ရဲ့အစည်းအဝေးထွက်လာကြောင်းအတီမပြုတ်ရသေးဘူးလို့တိရကြောင်း PBS Ring ကိုပြောပါလေ UN မှာ မြန်မာပြည်သူတွေကိုကိုစားပြုပြီးတမ်းမကြီးဥကြောမောထုံရှိနေခြင်းဟာမြန်မာပြည်သူတွေရဲ့အတန်ကိုကဘာကအမှန်တိုင်းကြားနိုင်ဖို့အများကြီးအထောက်အပံ့ပြုပါတယ်တန်အမတ်ကြီးနေရာမှာတာအကျန်းဖက်စစ်တပ်နောက်ကလူတအူးကိုပြောင်းလဲလက်ခံလိုက်မယ်ဆိုရင်ဒါဟာမြန်မာပြည်သူတွေရဲ့အတန်အစစ်မှန်ကိုလုံးဝပိတ်ချလိုက်ပြီးမှုသားတွေအတွက်နေရာပေးလိုက်လို့ဖြစ်သွားမှာပါဒါကိုကဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေအနေနဲ့တည်ငင်နားလည်ပြီးမြန်မာပြည်သူတွေရဲ့ကိုယ်စားလှယ်အဖြစ်တန်အမတ်ကြီးဥကြုံမိုးထုံးကိုဆက်လက်ကိုစားပြုပွင့်ပေးခြင်းကလား မြန်မာပြည်သူတွေရဲ့စံနှုန်းနဲ့တစ်ထပ်တည်းကျမှဖြစ်တယ်လို့ပြောချင်ပါတယ်ဒီအတိုင်းပဲဖြစ်လာနိုင်တယ်လို့လည်းယုံကြည်ပါတယ်လို့ဦးနေဘုံလက်ကပြောပါတယ်2021ခုနှစ်စစ်တပ်အာဏာသိမ်းချိန်တည်းကကုလသမဂ္ဂစီမင်းကနေအာဏာသိမ်းမှုကိုရှုံချပြီးမြန်မာပြည်သူတွေနဲ့အတူရပ်တည်ခဲ့သူတာမတ်ကြီးဦးကျော်မိုးထွန်းကိုကုလသမဂ္ဂစီစစ်အဲကုလသမဂ္ဂကိုယ်စားလှယ် CCA ကော်မတီ credential ကော်မတီကပြီးခဲ့တဲ့၄နှစ်ဆက်မှလဲအခုလိုပဲဆုံးဖြတ်အစီရင်ခံခဲ့တာပါ ော်မတီရဲ့အစီအကံကိုကုလမကထွေထွေညီလာခံကဆက်လက်အတည်ပြုခဲ့ပါတယ်။တန်လာမတ်ကြီးဦးကျော်မိုးတုံးဟာစစ်အာဏာသိမ်းထားတဲ့နိုင်ငံရဲ့ပကတိခြေနေတွေနဲ့မြန်မာပြည်သူတွေခံစားနေရမှုတွေကိုကုလသမဂ္ဂစာမျက်နှာကနေတောက်လျှောက်တင်ပြအစီအကံနေတာလဲတွေးရပါတယ်။အဲဒါကတော့ People's Frame မှာပါတဲ့ကုလသမဂ္ဂဦးကျော်မိုးတုံးဟာလက်ရှိဒီစစ်စစ်ရွေးချယ်ရေးကော်မတီကနေကြားတိရတဲ့ဟာနဲ့ပတ်သက်လို့တင်ပြထားတာဖြစ်ပါတယ်။နော်ဥကြုံမိုးထုံးကိုကုလတက်မခမှာနေရာပေးခြင်းဟာ မြန်မာပြည်သူလူထုကိုစားပြုတ်ပေးတာဒါလုံးဝအမှန်တရားပဲအခုမင်းအောင်လှိုင်အသေးအံလိုက်နေတဲ့သူတို့ရဲ့ကိုယ်စလဲကိုကုလသမဂ္ဂမှာနေရာရဖို့လောက်တာဒီမင်းအောင်လှိုင်ရဲ့ကိုယ်စလဲတာကုလသမဂ္ဂနေရာရသွားမယ်ဆိုရင်လက်ရှိပြည်တွင်းမှာပြည်သူတွေကိုဘုံကျဲတယ်စာတင်ရောင်းတွေဘုံကျဲတယ်ဆေးရုံတွေဘုံကျဲတယ်ရွာတွေမီးရှို့တယ်ပြည်သူတွေမတိန်ကျင်တယ်တပ်ဖြတ်တယ်မတရားဖမ်းဆီးတယ်အတက်မပြည့်တဲ့ကလေးတွေစစ်မှုထမ်းတယ်ကြားဖြန့်လုပ်ငန်းလုပ်တဲ့ဒီကော့ဝင် စကံစင်တာတွေဖွင့်တယ်ဒါတွေအားလုံးဟာလုံးဝကဘာကိုလိမ်ညာပြီးတော့မင်းအောင်လှန်ရဲ့ကိုယ်စလဲကပြောမှာဒါပေမဲ့ဥကြောမိုးထွန်းကိုအတိမတ်ပြုထားတဲ့အတွက်လက်ရှိခင်ကကျွန်တော်ပြောပြသွားတဲ့မင်းအောင်လှန်ရဲ့ရာဇဝတ်မှုတွေလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုဘာတွေလုပ်နေတယ်ဆိုတာကိုကဘာကိုဥကြောမိုးထွန်းကတင်ပြဝင်ရမှာပါနော်အဲ့တော့ဒီလိုအာနာတိန်းထားတဲ့ရာဇဝိကောင်ကိုကဘာကြီးကလက်ခံလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာလောက် မြစ်ပတ်ဆုပ်ပဲ့တဲ့ကဘာရှိမှာမဟုတ်ဘူးဒါကြောင့်မလို့ဒါကိုလည်းကဘာကြီးကကောင်းကောင်းတိတယ်တိလို့ပဲဒီနေ့အချိန်ကြီးအချိန်ဆွဲပေးထားတာအဲ့တော့ကျွန်တော်တို့တွေလောက်ကမှာကကဘာကြီးကကူညီကူမကူညီနေကျွန်တော်ကဘာကြီးကကူညီမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အခက်အခဲခက်မမြန်ဖြေရှင်းနိုင်မယ်မကူညီပဲထိုင်ကြည့်နေတာလဲကျွန်တော်တို့ကကူညီချင်းတစ်မျိုးပါပဲအခုလည်းသူတို့ဘက်ကလည်းနိုင်တော့ကူညီနေတယ်အဲ့တော့ကျွန်တော်တို့ကလက်တဲ့အာမကိုပဲနဲ့ကိုကိုတိုင်းနှင့်အားလေးထုတ်ဖို့လိုအပ်တယ်အဲ့ဒီနှင့်အားကဘာလဲဒီတော်လန်ရင်းဟာ ဘာဖြစ်လို့မပြီးသေးတာရှင်းပါကျွန်တော်တို့စီးလုံးညီညွတ်မှုတွေအများကြီးလိုပါလေကျွန်တော်တို့တွေဒီထက်စီးလုံးရမယ်ဒီထက်ညီညွတ်ရမယ်ဒီထက်အမျော်အမြင်ကြီးကြီးနဲ့ပူးပေါင်းရမယ်လူမျိုးတစ်ခုတည်းမှတင်ကျွန်တော်တို့အဖွဲ့တွေနှစ်ဖွဲ့တုံးဖွဲ့ကွဲနေတာလုံးဝမဖြစ်သေးဘူးအဲတခုရှိတယ်เนาะအခုကရင်လူမျိုးတွေမှာ BGS စစ်တပ်နဲ့ပေါင်းတယ် KNU တော်လှန်ရေးဘက်ကရက်တည်ဒါလို့ဖြစ်နေတယ်ဆိုတော့ကျွန်တော်မပြောလို့ဒါပြည်သူကကွက်ကွက်ကွင်းကွင်းမြင်ရဟုတ်တယ်เนาะအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့နှစ်ဖွဲ့တုံးဖွဲ့ အာဟိုအင်အားစုတွေဒီဘွဲကလည်းတော်လှန်ရေးပါဒီလူမျိုးလွတ်မြောက်ရေးပါဒီဘွဲကလည်းတော်လှန်ရေးပါဒီလူမျိုးလွတ်မြောက်ရေးမှာဆိုရင်တို့ကနှစ်ဖက်ကွဲနေတာလေလုံးဝမဖြစ်သေးဘူးဒါကြောင့်မလို့ညီညွတ်ဖို့စီးလုံးဖို့ပူးပေါင်းမှုလှုပ်ဆောင်ကြပါလို့အားလုံးကိုမေတ္တာရက်ခံတောင်းဆိုခြင်းပါတယ် local pdf တွေအနေနဲ့လည်းတော်လှန်ရေးငားပြီတဲ့ရောက်လာပါပြီခင်ဗျားတို့ local တွင်ဖြစ်ကိုရောကိုဒေတာမှာတဖွဲ့ကိုတဖွဲ့ကိုရက်တည်နေတဲ့လှုပ်ရဟာတော်လှန်ရေးလှုပ်တယ်လို့လုံးဝမမီပါဘူးအခက်မတင်လို့ရှိရင်ခင်ဗျားတို့အဲ့ဒီ local တွေထဲမှာ မင်းအောင်လိုက်ဖွက်လိုက်တဲ့ local PDF မပါဘူးလို့ဘယ်လိုအမှတ်ခံနိုင်လဲမင်းအောင်လိုက်ဟာ PDF ကြီးကတင်ထားတဲ့လက်လုံးတစ်နှက်တည်းအဲဆက်ဆက်တဲ့ဖြင့်အခုအဲ့တစ်နှက်တည်းနဲ့ local PDF တစ်ဖွက်ဖွက်လိုက်မယ်ပြီးလို့ရှိရင်အပြည့်အမှောက်လုပ်ငန်းတွေလုပ်မယ်ပြီးလို့ရှိရင် PDF တွေကဘယ်လိုအပြည့်အမှောက်လုပ်ပါလဲဆိုပြီးကဘာကိုရင်းထည့်ပြီးလိမ်ညာလာမယ်ဆိုခင်ဗျားတို့ဘယ်လိုတာဝန်ယူမလဲအဲ့ local တွေအနေနဲ့တိဖို့လိုအပ်ပါဒါကြောင့်မို့လို့ခင်ဗျားတို့ local PDF တွေအနေနဲ့အနည်းဆုံးအစ်ကိုမြို့နယ်မှာကို မဟာမိတ်ဖြစ်တဲ့ဆိုတာတိဆောက်ပါအခုလက်ရှိတော့ဒီမြင်းချံဘက်မှာအဖွက်ခုနှစ်ဖွက်အလုံးပေါင်းပြီးတော့လော်ကယ်တွေပေါင်းပြီးတော့တပ်ပေါင်းစုတိဆောက်တယ်ဒါမျိုးတွေနေရာတိုင်းမှာဖြစ်ကြမှာတူတဖွက်ကိုတဖွက်တွေဖြစ်နေတဲ့လောက်ရက်တွေကိုလုံးဝမဖြစ်ကြပါနဲ့တော့ခမားတို့မန်နေမာနာတွေထားမှာရန်သူဖြစ်တဲ့စစ်ကောင်စီပေါ်ထားမှာပါရဲဘော်ရဲဘက်တူလဲတော်နိုင်တမငါလဲတော်နိုင်တမဆိုရင်တူအောက်မှာငါရောက်လို့ငါတိတ်ခါမကြဘူးငါကုံတက်တယ်လို့တွေးပေးပါ လူတွေကချင်းချင်းတယောက်နဲ့တယောက်တော့မထိုက်တဲ့ချက်တွေရှိမှာပဲเนาะလူတယောက်ကတယောက်ကိုတစ်ဖွဲ့ကတစ်ဖွဲ့ကိုတရားရာခိုင်နှုန်းကြိုက်လို့ရဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့ကျွန်တော်တို့ကမကောင်းတဲ့အချက်ဘယ်နှချက်ရှိတယ်ကောင်းတဲ့အချက်ဘယ်နှချက်ရှိတယ်နိုင်ရှင်မှာကျွန်တော်တို့မကောင်းတဲ့အချက်တစ်ချက်တည်းနှစ်ချက်တည်းကိုကြည့်ပြီးတော့ကောင်းတဲ့အချက်တွေကိုမေ့ပြစ်လိုက်လို့မရဘူးလက်ရှိစစ်တပ်ကိုကျွန်တော်တို့တော်လှန်နေတာစစ်သားအလုံးနဲ့ကောင်းတဲ့ချက်တွေရှိတာပဲဒါပေမဲ့မကောင်းတဲ့အချက်ကများနေတယ်လို့ကျွန်တော်တို့တော်လှန်ရတာအဲ့ဒါလိုပဲ local pdf တွေအနေနဲ့ ဖွဲ့ခေါင်းဆောင်နေနေတဲ့တူဖွဲ့နဲ့ငါဖွဲ့နဲ့ပေါင်းလို့ငါကခေါင်းဆောင်မလို့ကအတွေ့တွေ့မယ်ဆိုတော့ခမရတို့ကအောက်တန်းစားလက်နှက်ကင်မဖြစ်ပါနိုင်မယ်ဒါကြောင့်မလို့ခမရတို့ကိုပြည်သူကပြည်သူတူရဲကောင်းနေလို့တတ်မှတ်ပေးထားတာအလကားတတ်မှတ်ပေးထားတာပုတ်ပါဦးเนาะအနစ်နာခံမှုစွန့်လွတ်မှုခေါင်းဆောင်ကောင်းပီတတ်မှုเนาะတိုင်းပြည်အတွက်ပေးဆက်မှုတွေကြောင့်ခမရတို့တူရဲကောင်းလို့တတ်မှတ်ပေးတာခမရတို့လက်နှက်ကင်ပြီးစစ်တပ်ကိုပြည်ယုံတဲ့တူရဲကောင်းမဖြစ်ပါဘူးအဲ့ဒါအဲ့ဒါအဲ့ဒါအရေးကြီးတဲ့အချက်ပါ။ဒါကိုလက်နက်ကင်ကြီးတိုက်နေတဲ့ကျွန်တော်ရဲဘော်ရဲဘက်အားလုံးကိုတိသိချင်တယ် လက်နက်ကင်ပြီးတော့စစ်တပ်ကိုပြစ်တိုင်းတူရဲကောင်းမဖြစ်ပါဘူးနော်တူရဲကောင်းတို့ပြည်သူကခမားတို့တတ်မှတ်ပေးတာဒီကိုဂျိုးစွန့်အနစ်နာခံမှုတိုင်းပြည်အတွက်ပြည်သူအတွက်မမမမရက်တည်မှုနော်ခေါင်းဆောင်ကောင်းစိတ်သက်တည်ရှိမှုခေါင်းဆောင်ကောင်းဆိုတာ PDF ထဲမှာပါတဲ့ရဲဘော်တယောက်ဟာအဲ့ဒါခေါင်းဆောင်ပဲနော်မင်းတို့မင်းတို့ရဲဘော်လို့မထင်နဲ့အာငါတော့ဒီဒီစကမ်းထဲမှာအငယ်ဆုံးကွာဘာမှရာထူးမရှိဘူးမထင်နဲ့ဘာဖြစ်လို့မင်းတို့ကပြည်သူရဲ့ခေါင်းဆောင်ပြည်သူတွေမင်းတို့တော့မလုံနိုင်လို့မင်းတို့ရဲ့အရှိတ်အလုံနေတာအဲ့တော့ မင်းတို့ရဲ့တပ်ဖွဲ့ထဲမှာတာလျင်မင်းဟာအငယ်ဆုံးယာဓုငယ်ဆုံးဖြစ်ချင်းဖြစ်နေပေမဲ့တီတူနဲ့ရှင်လိုက်မင်းတို့ဟာအရှိကကိုဂျိုးစုံမမမမရက်တီတဲ့ခေါင်းဆောင်ကြီးတွေအဲ့ဒီစိတ်ကိုလူတိုင်းကြည့်ဖို့လိုတယ်ဒါကြောင့်မလို့ဒီကာလဟာဆွန့်လွတ်ပိဆက်ကမဲ့ကာလဖြစ်တဲ့အတွက်လုံနိုင်တဲ့နေရာကဝိုင်းလုံးကြမယ်တီတူတွေအနေနဲ့ကလည်းခင်ဗျားကိုစီးပွားကိုလုံးမယ်ကိုလုံးကိုလုံးမယ်ကွန်ပျူတာဆိုစာဝတ်နေရေးအတွက်ကိုထန်ပြီးကြမယ်ဒါပေမဲ့ဒီမတရားမှုကိုတော်လှန်နေတဲ့လူတွေအတွက်အုတ်တစ်ချက်တဲတဲ့ဖွင့်နိုင်တဲ့နေရာပါဝင်ကြမယ်ဆိုရင်ငါတို့နိုင်ငံ မလွတ်မြောက်ပါနဲ့လို့ဖိထားတော့မရဘူးကျင်းနေလွတ်မြောက်ပါပဲဒါကြောင့်မလို့လွတ်မြောက်စေခြင်းနဲ့ဒီတိုင်းမျိုးကိုသူများနိုင်ငံသားတွေနီးတူတိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းနဲ့ဆိုရင်တော့တထောက်တနေရာကဝိုင်းလုတ်ကြပါဝိုင်းလုတ်တဲ့နေရာမှာစီလုံးညင်ညွတ်မှုအရင်ဝိုင်းလုတ်ကြပါစီလုံးဝမယ်ညင်ညွတ်ဝမယ်ဆိုရင်អော်တဲ့တန်တော်တယောက်တည်းဟေးတို့អော်တဲ့တန်နဲ့អုပ်လိုက်ကြီးဟေးတို့អော်တဲ့တန်ဘာကွာလဲအဲ့ဒါပဲဒါကြောင့်မလို့ကျွန်တော်တို့ကလက်နက်မရှိတာတွေဘာမြင်ခဏ အဲ့ဒါတွေကသူ့လိုဖြည့်ချင်းနေသူကဖြည့်ချင်းပဲကျွန်တော်တို့လိုအပ်ချက်အဓိကရိုးရချက်တွေစီးလုံးမှုနဲ့ညီညွတ်မှုပါကနကိုစီပြောတော်ရဟာဒီတကယ်ကောင်းပါတယ်တကယ်ထောက်ကနေနော်လိုက်တဲ့ကျတော့အမင်တုံးတက်ချက်လေးတို့ကလည်း comment မှာရေးပြကြပါဦးဟုတ်ပြီနော်ဗီဒီယိုဒီလောက်ပါပဲအဆုံးထိကြည့်စုပြတဲ့သူရောက်စီတဲ့အရင်ကြည့်စုတင်ပါတယ်ကျတော့နောက်တဲ့ရင်အစ်တလေးတွေနဲ့ပြန်ဆုံကြအောင်နော်ဘိုင်ဘိုင်